ွန်းပြလိုက်တော့မင်းကိုမမိုးခိုင်ရန်တရားစွဲနေပြီလို့ပြောတဲ့ချိန်မှာဇော်ဘုန်းကြီးကမမိုးခိုင်ဆိုတာဘယ်ကဖာတယ်မလဲအတူတူသူကွန်မန့်ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျောင်းလဲဆဲနေရပဲလေကျွန်တော်တို့လာဆဲလို့ကျောင်းဆဲရပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာရှိလို့လဲချက်ချက်ယောက်ကကြီးနေကျွန်တော်တရားဆွဲမယ်ဆိုတော့ကျွန်တော်တရားဆွဲကျွန်တော်တရားဆွဲမယ်ဆိုတော့မိမဟာလို့နော်အတူပဲတောင်းကြတော့မှသူဒီလိုမျိုးပဲဆဲခမင်းလို့ဟာဟိုဟာလှုပ်ပြီးတော့မှနေပူလမ်းပြီးစပုတ်တဲ့ထိုးရမယ်လို့ဘာလို့ပြောပြောနေလေနာမည်တက်ပြောတာမှမဟုတ်လားအဲ့လိုမျိုးချက်ချက်ယောက်ကကြီးနေအဲ့လိုဆွဲလို့ရတယ်ဆိုရင်ကျွန်တော်လဲဆွဲမှာပေါ့ ျွန်တော်လည်းပြောတာပဲလေ MD1 PDF တို့ MD1 တရင်ပေးတို့ဟမ်ကျွန်တော်ကခွက်ခောက်ပါတယ်တို့အလူခံပါတယ်တို့မဆိုးတဲ့လောင်းနဲ့စစ်တရင်နေပေးပါတယ်တို့ကျွန်တော်ပိုးစိုးမဆက်ပြောတာလားကျွန်တော်အောက်တန်းစားတို့ဓမိန်ဂျုံတို့ဘသူစပြောတာလဲမြန်မာနိုင်ငံနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့တရင်လေးအဲ့ဒါကပါလဲကျညာဥပဒေကျညာချက်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့အင်တာနက်လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင် အတိပေးထုတ်ပြန်ကြဲဆိုပြီးတော့သတင်းစာတွေမှာအတိလင်းကြညာတာလေကျွန်တော်လည်းဆွဲမှာပေါ့အဲ့ဒါဆိုရင်ဟုတ်လားဟုတ်လားဆွဲလို့ရတာပဲကျွန်တော်လည်းဟုတ်လားအဲ့ကြမှာတော့ကိုဘကိုဆူတောင်းနေဟုတ်လားနော်ကျွန်တော်လည်းပြင်ဦးလေးကဆွဲမယ်ဗျာမုံရွာကနေဆွဲမယ်ဗျာကြည့်ပါဖြစ်လို့ဦးမကျွန်တော်မုံရွာကနေဆွဲမယ်ခဏလို့ပြောတယ်ရန်ကုန်ကဆွဲဆိုကျောက်မုံရွာမှာရှိတယ်မုံရွာကနေတက်ဆွဲမယ်ခဏလို့လာချင်းအဲ့လိုပဲလေ ို့လက်သားလာရဲဖို့ပဲဆူတောင်းတာစောဘုံရတောင်းတကုံစကန်းကိုအချိန်မရွေးသွားတယ်စောဘုံရဝင်ရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းလို့လည်းမဆိုင်ဘူးလုံကြုံရေးရစောဘုံရဝင်ရမယ်လူကအနည်းဆုံးအယောက်တစ်ထောင်လောက်ရှိတယ်လုံကြုံရေးကိုပြောတာနော်တိုင်းချစ်ပြချစ်မျိုးချစ်တဲ့စပီကာတယောက်ဖြစ်တဲ့အတွက်စောဘုံရကိုဝင်ရမယ်လူကအယောက်တစ်ထောင်ကျော်တယ်စောဘုံရတတော်အသေးမခံနိုင်ဘူးငါတို့ပဲသေခံမယ်ဟုတ်လားသောဘုံရေလုံချုံရေငါတို့ယူပေးမယ်အမြန်လမ်းမှာအမြန်လမ်းကနေတောင်းတကုံစကန်းတိတောင်တန်းစီခိုင်းတာလို့ရတယ်ယုံလားမယုံရင်ပုံမြင်လို့မလိုက်ဖြစ်လာကြည့်လိုက် လုံချုံရေးပြောတာနော်ပြည်သူလုံချုံရေးပြည်သူလုံချုံရေးကိုပြောတာလက်နက်ကန်လုံချုံရေးမဟုတ်ဘူးအဲ့လို့ဆိုရင်သဘောပေါက်လိုက်ရှင်းလားခမားတို့လည်းခမားတို့တရားစွဲတဲ့အချိန်ကျရင်ရောက်အောင်လာခဲ့ကျွန်တော်ခမားတို့နေ့တိုင်းတန်ပေါက်ထုတ်ပါလို့နဲ့ခမင်းကျေးပါမယ်ခမားတို့ကားစီမိုးတွေခံပေးမယ်โอเคခမားတို့တော့ချုပ်ကိုခမားတို့60တောက်ကကြီးနဲ့ဆဲလို့စွဲတယ်ဆိုရင်ချုပ်ကလည်းစွဲရင်ခမားတို့လည်းလာဖို့လာလို့ထားဟုတ်ပြီလားတရားဥပဒေမှာဒီအချိန်မှာအမှန်တရားပဲလက်ရှိအနေအထားမှာအင်တာနက်လူမှုကွန်ရက်က လူတိုင်းအသုံးပြုလို့ရတယ်လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်တဦးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲလိုက်စီဖြစ်စီတို့ပေမဲ့ဗယံပရာအော်လို့မရဘူးဗယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ဒါကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲကအတည်ရင်းထုတ်ပြန်လာတာဖြစ်တယ်အဲ့တော့ဒီဥပဒေတွေ ਨੇ တရားစွဲဆိုခံထားရရင်လဲဒီတရားစွဲဆိုခံထားရတဲ့လူကိုဥပဒေမှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်အတိုင်း တရားဆွဲဆိုပိုတာဝန်ရှိတယ်။နော်တာဝန်ရှိတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးမိုးခိုင်နဲ့ဇော်ဘုံဟိန်းတို့ဘွဲမှာအောင်မင်းကမိုးမိုးခိုင်ဘက်ကယက်တီမယ်လို့ထုတ်ဖော်ပြောဆိုလာတဲ့ရုပ်တံတွေအပြင်မြင်းချံခရိုင်မှာနေရာရှိခုထက်မနည်းတိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင်ကိုဥကြဆုံးနွားထိုးကြီးဝလူရဲ့စခန်းမှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကဘုံထက်ကျဲ မန္တလေးတိုင်းမြင်းချံခရိုင်မြင်းချံနွားထိုးကြီးနဲ့တောင်သာမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်တိုက်ခိုက်ရေးမှာပါတယ်ကာကွယ်ရေးအဖွဲ့ဝင်တွေထံကသိရပါတယ်မေ15ရက်ရမန်နေ့မနက်9နာရီခန့်ကစတင်ကမြင်းချံမြို့အမှတ်16ရပ်ကွက်အနီးရှိစစ်ကောင်စီတပ်စခန်းစီမီခုံရဲစခန်းကြောက်ပြုတ်ရွာတပ်စခန်းနမ်းမြင့်တောင်ကြားစစ်ကောင်စီစခန်းတောင်သာမြို့နယ်မှာထနောင်းကုန်းပြူစောတိနဲ့စစ်ကောင်စီတပ်စခန်း နွားထိုးကြီးမျိုးနယ်ကဝက်လူရဲစခန်းထန်းစင်မြောက်ကျေးရွာရှိတရုတ်တံငွေပိုက်လိုင်းဆောင်နေရတဲ့ငန်းစုံမျိုးပေါ်ရှိထွေအုံယုံတက်ဆွဲနေရတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းထဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စကဆဘက်ကတော့လက်နက်ကြီးပစ်လိုက်လေချောင်းလာပစ်လိုက်လို့တယ်လေချောင်းလည်းကနွားထိုးကြီးအနောက်ချမ်းကိုဖြစ်တယ်ငန်းစုံနဲ့တောင်တာကိုလည်းဖြစ်တယ်မြင်းချံမျိုးအခြေလောက်ပဲမဖြစ်တာလို့မြင်းချံအခြေစိုက်ဒေတာကာကွယ်ရေးအဖွဲ့ဝင်တအူးကမြေလက်တံကိုပြောပါတယ်။ ကြောက်ပြုတ်ရွာအလယ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြူစောထိတက်တွေကိုငကားနီပြောက်ကြားတပ်ဖွဲ့မြို့နယ်ပကဖတိုက်နယ်တကစီတန်တပ်ဖွဲ့မကူတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းငကားနီပြောက်ကြားတပ်ဖွဲ့ဝင်နဲ့ဦးမြို့နယ်ပကဖကတဦးကြဆုံးခဲ့က၃ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အကုံလုံးရခနီမှာစစ်ကူလာတဲ့ကင်းဘုံတွေနဲ့တွေ့ပြီးရဲဘော်တွေကြားများလာလို့ပြန်ဆုတ်လိုက်ရတယ်လို့ဖြစ်စဉ်ကိုသိရှိထားသူတဦးကပြောပါတယ်။ဟိုမှာ ်ပုံလေးတော့တင်ပေးမယ်စကိုင်းအဝင်မှာမဟုတ်ဦးမှာတော့ကျွန်တော်တို့တော့မပါဘူးပေါ့နော်အဲ့ကားမှာကားဘုံဆွဲခံရတယ်ဘုံဆွဲလိုက်တော့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးအဲ့ဒါသူတို့ပါသူတို့ရမ်းဆွဲတာကျွန်တော်တို့ကကျွန်တော်တို့ပါကျွန်တော်တီးတက်သွားတာနော်အဲ့မှာသွားတဲ့စစ်ကြောင်းကားရှိတယ်နော်သွားတာကျွန်တော်တို့လည်းအိုင်ဒီယာတည်းရတဲ့ပဲဒါပေမဲ့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးတကောင်ကျစစ်တက်ကားမြင်ဆွဲတာပဲနေမှာပေါ့အဲ့ဒါအရက်ကအဖိုးကြီးတယောက်ထိသွားတယ်နော်သူတို့ဘုံဆွဲလိုက်တာကျွန်တော်လည်းအဲ့ဒီပဲထွက်လာတာပဲ ကျွန်တော်စကိုင်းရောက်တဲ့စကိုင်းရနေပြီးတော့ငလင်လောက်တာကြီးပဲကြည့်ဟိုဟာအစောဦးလေးပြန်ပြီးတော့လုံနေတာကြည့်တယ်ပြီးတော့ဟိုနေပြီးတော့မှာကိစ္စတခုရှိသေးတယ်အခုနေပြီးတော့ကျွန်တော်တိုင်းတုံတာချီလေးကိုသွားမှာနော်တာချီလေးကိုသွားမှာတာချီလေးကနေမှာပြန်လာမှာပြင်းနေရောက်မှာနော်အဲ့တော့ကျတော့အဲ့တော့ဘယ်သူမှဘာမှကျွန်တော်ဖမ်းမယ်ပါနေတော့အဲ့ဒီအကောင့်တကောင့်လေးတင်လာတယ်ကျွန်တော်နာမည်ကိုတက်မပြောချင်တာကျွန်တော်ဘာလို့မဖမ်းသေးတာလဲကျွန်တော်ကစကိုင်းမှာသွားတယ်ဟောအမှုဖွင့်တာတရားစွဲတာလည်းမဟုတ်ဘူး66ကကြီးအဲ့လိုဖမ်းလို့မရဘူးနော် ဘာလို့ရှောက်ပြောနေရမှန်းလည်းမသိဘူး။အဲကျွန်တော်မဖမ်းလို့ရတယ်ကျွန်တော်။ဖမ်းဖမ်းလို့ကြောင်းကျွန်တော်ကလူတကောင်အကောင် PDF ပါတို့အကောင်ကအလူမှုတွေလူကန်တွေပါတယ်လို့တောင်းစားနေပါတယ်လို့ကျွန်တော်ပြောထားတာမဟုတ်ဘူးဗျ။နော်ကျွန်တော်ကျွန်တော်ကအလူလေးပဲဆိုတာသူတို့ဆဲပါတယ်ဆိုပြီးတော့မှကျွန်တော်အဲ့တော့တောက်ကကြီးနဲ့တော်ပြီတရားဟိုဘာရဲစကမ်းမှာအဲသူတို့ဟိုဖြစ်တယ်ပေါ့ဘာညာဆိုတော့လူပိန်းကြိုက်ပေါ့ဗျာအမှုသွားဖွင့်တာပေါ့အမှုသွားဖွင့်တော့ရဲစကမ်းလည်းရဲစကမ်းလည်းအမှုဖွင့်တာပဲဗျာခဏဘာလို့ဖွင့်ဖွင့်သွားဖွင့်လို့ရတာပေါ့အမှုဟုတ်ကဲ့ပေါ့ဖွင့်ပါ ဟုတ်လားကျွန်တော်ပြောပြီးပြီခင်ဗျားတို့နောက်ဆုံးအချိန်ကြီးရအမေမပွင့်ပေးရဲဥပဒနာချအောင်ပါတို့ကအတောင်တကုံရဲစကန်းစကန်းမှုလို့ဘာလို့တို့ပြဿနာချအောင်ပါကျမတို့အမှုသွားဖွင့်တာကျမတို့မဖွင့်ပေးပါဘူးဘာအောင်ကြောင့်ပြောအောင်ပါအဲ့တော့ဟိုကလည်းစိတ်ချမ်းသာအောင်သူအမှုဖွင့်ပေးလိုက်တာအမှုဖွင့်တာမဘာလဲဖွင့်မလဲဆိုရင်ဘုံနေပါပြီပေါ့နော်သူပေးတယ်အမ်ဟုတ်ပြီအဘုံကချက်လိုက်နဲ့ဟိုဆက်တော်ရေးဝန်ကြီးဌာနပေါ့နော်အဲ့ကိုတင်လိုက်တယ်ကျန်တော့ဆက်တော်ရေးဝန်ကြီးဌာနကလည်းသူကလည်းကြည့်မှာပေါ့ဟမ်ထောက်တောက်ကကြီးအဲ့သူ့ကိုဆဲတာဒီမှာသူ့ကိုဆဲလိုက်တာလေဇော်ဘုံရဟုတ်ဇော်ဘုံရဟုတ်တယ်သူကွန်မန့်ဖတ်လိုက်တယ် ကိုမပြလိုက်တော့မင်းကိုမမို့ခံရတရားဆွဲနေပြီလို့ပြောတဲ့ချိန်မှာဇိုးဘုံကမမို့ခံဆိုတာဘယ်ကဖာတယ်မလဲအတူတူသူကိုမဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲနေတယ်ကျွန်တော်ဆဲရပါပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာရှိလို့လဲချက်ချက်ရောက်ကကြီးနေကျွန်တော်တရားဆွဲမယ်ဆိုတော့ကျွန်တော်တရားဆွဲကျွန်တော်တရားဆွဲမယ်ဆိုတော့မိမားလို့နော်အတူလည်းကောင်းကြတော့မသူဒီလိုမျိုးပဲဆဲခမင်းလို့ဟာဟိုလှုပ်ပြီးတော့မှနေပူလန်းပြီးစပုတ်တဲ့ထိုးရမယ်လို့ဘာလို့ပြောပြောနေနေနမတက်ပြောတာမဟုတ်လားဟုတ်တယ်မလားနမတက်ပြောတာဘလို့တရားဝင်မှာလားနော် အာသိပါတယ်တက်မတော်အတိုင်းဝိုင်းကကျွန်တော်ကြောင်းသိပြီလားဇော်ဘုန်းကြီးဒီတက်မတော်တက်မတော်အခုလက်ရှိဖြစ်နေတဲ့အချိန်ကမျိုးမှာသူတက်နိုင်နေဘက်ကဦးတချက်တဲတဲ့ပွင့်နေသူလုံပြီးနေတယ်ဖုံးပေးလိုက်ပါလေဖုံးပေးလိုက်ပါဇော်ဘုန်းကြီးရန်သူတရင်တွေပြည်ရဲ့တရင်တွေထောက်ဖို့တရင်တွေသူဘလို့လုံနေလဲနောက်တစ်ခုကမြေပြင်မှာဇော်ဘုန်းကြီးဗေဒီသွားပြီးပါလေလုံနေချက်လက်တွေအကုန်တွေ့မှာနော်အကုန်တွေ့မှာအကုန်တွေ့ရမှာအဲ့မှာမှာအော်ကျွန်တော်ဒီလိုလုပ်ခဲ့တဲ့လူကကျွန်တော်ဒီလိုလုပ်လားဆိုကျွန်တော်ပြန် ပြီးတော့မှအကူအညီတောင်းလို့ရတယ်ကျွန်တော်တို့မစိုးရိမ်နဲ့ဘောင်မွေဘောင်မွေရတယ်ကနော်ဘောင်မွေအေးဆေးပဲကြာလာပါလားငါလာကွဲအောင်တရရဲ့ကျတော့တွေ့ရမှာပေါ့ကျွန်တော်လက်သေးဖွဲ့ထားတယ်မိုးမရွာဘူးမိုးကြိုးပြစ်ပလိုက်မှာဘုံလိုပြစ်ချလိုက်မှာသူ့လည်းကိုယ်လည်းဆိုတာရှိရလေကိုယ်လည်းကြိုက်နေတာသူတို့လိုမျိုးကြောက်ကြောက်ကကြီးနဲ့အဲ့လိုဆွဲလို့ရတယ်ဆိုရင်ကျွန်တော်လည်းဆွဲမှာပေါ့ကျွန်တော်လည်းပြောတာပဲလေ MD1 PDF တို့ MD1 တရင်ပေးတို့ ဟမ်ကျွန်တော်ကခွက်ခောက်ပါတယ်လို့အလူခံပါတယ်လို့မဆိုတလုံးနဲ့စစ်တရင်နေပေးပါလို့ကျွန်တော်ပပူးစုမဆက်ပြောတာလားကျွန်တော်အောက်တန်းစားလို့ဓမိန်ဂျုံလို့ဘဒုစပြောတာလားကျွန်တော်လည်းဆွဲမှာပေါ့အဲ့ဒါဆိုရင်ဟုတ်လားဟုတ်လားဆွဲလို့ရတာပဲကျွန်တော်လေးဟုတ်လားအဲ့ကြမှာတော့ကိုဘကိုဆူတောင်းလေဟုတ်လားနော်ကျွန်တော်လည်းပြင်ဦးလေးကဆွဲမယ်ကြာဘုံရောလေးဆွဲမယ်ကြာခင်ဗျာဖြစ်လို့အေးမကျွန်တော်ဘုံရောလေးဆွဲမယ်ခဏလို့တော့တော်တော်ရန်ကုန်ကဆွဲဆိုတော့တုတ်ဘုံရောမှာရှိတယ်ဘုံရောလေးတက်ဆွဲမယ်ခဏလို့လည်းလာချင်းအဲ့လိုပဲလေ ကိုလည်းတိုင်းလာရဲဖို့ပဲဆူတောင်းတာစော်ဘုံရတောင်းတကုံစကန်းကိုအချိန်မရွေးသွားနဲ့စော်ဘုံရဝင်းရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းတို့နဲ့မဆိုင်ဘူးလုံကြုံရေးရစော်ဘုံရဝင်းရမယ်လူကအနည်းဆုံးအရောက်တော်တော်ရှိတယ်လုံကြုံရေးကိုပြောတာနော်တိုင်းကြည့်ပြီးချင်းမျိုးချစ်တဲ့စပီကာတယောက်ဖြစ်တဲ့အတွက်စော်ဘုံဝင်းကိုဝင်းရမယ်လူကအရောက်တော်တော်ကြော်တယ်နော်ဘာမှမဟုတ်ဘူးတရားရုံးကြောင့်လည်းမဟုတ်ဘူးရဲစကန်းကြောင့်လည်းမဟုတ်ဘူးလုံကြုံရေးကြောင့် ဇော်ဘုံရဲ့အသက်ကိုအငြင်းပြုမှဆိုးလို့ဝင်းရံမဲ့လူကမြန်မာနိုင်ငံမှာဒီနေ့អော်လိုက်ကျွန်တော်ရဲ့လုံခြုံရေးကိုကျွန်တော်တို့ရဲ့ပြည်သူလူထုကကျွန်တော်ကိုတကယ်ချင်းလာရောက်ဝင်းရံပေးပါလို့ပဲကျွန်တော်ရဲ့အသက်အနေအတွက်ကျွန်တော်ကိုလာရောက်ဝင်းရံပေးပါလို့တခုံးမဲ့တော့လိုက်ခဏတို့ပြောတဲ့ရဟန်းရှင်သူမိဘပြည်သူတွေအကုန်ထွက်လာလိမ့်မယ်။ဇော်ဘုံရဲ့တက်တော့အသိမခံနိုင်ဘူးငါတို့ပဲသိခံမယ်။ဟုတ်လားဇော်ဘုံရဲ့လုံခြုံရေးငါတို့ယူပေးမယ်။အမြန်လမ်းမှာအမြန်လမ်းကနေတောင်တကုန်စကန်တီတောင်တန်းစီခိုင်းလာလို့ရတယ်။ရုံတော့ရုံရေးပုံမြင်လို့မလိုက်ဖြစ်လာကြည့်လိုက်။လုံခြုံရေးထွက်လာတော့ ပြည်သူလုံခြုံရေးပြည်သူလုံခြုံရေးကိုပြောတာလက်နက်ကင်လုံခြုံရေးမဟုတ်ဘူးအဲ့လိုဆိုရင်သဘောပေါက်လိုက်ရှင်းလားခမားတို့နဲ့ခမားတို့တရားစွဲတဲ့ချိန်ကျရင်ရောက်အောင်လာခဲ့ကျွန်တော်ခမားတို့နေ့တိုင်းတန်ပေါက်တို့ပါတို့နဲ့ထမင်းကျွေးပါမယ်ခမားတို့ကားစီဖို့နေခံပေးမယ်โอเคခမားတို့တော့ကျုပ်ကိုခမားတို့60ကျောက်ကကြီးနဲ့ဆဲလို့စွဲတယ်ဆိုရင်ကျုပ်ကလည်းစွဲရင်ခမားတို့လည်းလာဖို့လာလို့ထားဟုတ်ပြီလားတရားဥပဒေမှာဒီအချိန်မှာအမှန်တရားပဲခမားတို့နောက်ကလက်မဲကြီးလက်ညီကြီးကျွန်တော်လာမပြောနဲ့ကျွန်တော်ဆိုရတဲ့အတိုင်းပြည်သူတူတယောက်ဟုတ်ပြီလားအမှန်တရားတူတယောက် ဘယ်သူမှမပါဘူးဘယ်သူမှခမရုလို့ပတ်ဆက်ရပြီးတော့ပတ်ဆက်ရတဲ့အလုပ်တွေလူကြီးတွေကိုပတ်ဆက်ရမှာပေါင်းလို့တဲ့အလုပ်တွေဟိုတစ်ချိန်ကခမရုဘာကြီးလုပ်ခဲ့လဲခမရုသိပါလေနော်ဟုတ်ပြီလားသူဆွဲကိုဆွဲဆွဲတယ်ကိုဟာကျောင်းဆောင်ရတာကဟုတ်လားဟမ်ကိုလည်းကြောင်ရလာရလားလို့လာခဲ့ဟုတ်တယ်မလားလာခဲ့အဲ့ခမရုဘာမှတော့ပြောကြအကြောင်းမရှိပါဘူးနော်ခမရုတော့အဲ့ရနဲ့ဆွဲသေးရဆိုတော့ကျုပ်တို့ကလည်း ဆွဲပါဗောဆွဲတော့လာပါဗောနော်လာခဲ့ဟုတ်လားလာခဲ့ရောက်လာခဲ့လူဆိုတာကအသွားအပြန်နေရှိတယ်မုံရွာကနေဆွဲရင်မုံရွာကိုရောက်အောင်လာဟုတ်ပြီလားလူလားဒီလိုပဲလေကျွန်တော်လည်းအောက်တန်းသားတို့အလူခံတယ်တို့ခွက်ခောက်တယ်တို့ပြောတာလေနော်တရားဆွဲတော့ကျွန်တော်ဖြစ်နေတာလေအဲ့တော့ကျွန်တော်ယဉ်ယဉ်ပြောခဲ့တာပဲသူယဉ်ဆွဲခဲ့တာသူ့ဆက်သူနိုင်အောင်ကဟုတ်တယ်လား ဟုတ်လားအဲ့တော့ကျွန်တော်ကျွန်တော်ကဆဲရဆိုတော့သူ့ကိုလည်းဆဲတာလည်းမဟုတ်ဘူးသူ့ကိုလည်းတနေကုန်ထိုင်ဆဲနေအောင်သူ့ကိုကျွန်တော်သိအောင်မသိနော်အစင်းတော့သူ့ဘာသူဘယ်လိုပုံစံနဲ့ဟိုနိုင်ငံတော်မှာချင်းမြတ်လို့တာပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုမပုတ်ခတ်ခဲ့ဘူးလုံးဝပြန်ခဲ့ဘူးဘာမှထိုးနေခဲ့တာတိုက်ခိုက်ခဲ့တာမရှိဘူးအဲ့ဒီအမျိုးသမီးကိုတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ပတ်သက်လို့ဒီအမျိုးသမီးကိုသိလည်းမသိဘူးတိုက်ခိုက်တိုက်ခိုက်ထိုးလည်းမထိုးနိုင်ဘူးသူကကျွန်တော်ကိုစပြောလာတာအောက်တန်းသားထမိန်ချိုးခွက်ခေါက်လူခံရတဲ့ဥစ္စာကိုရဲဘော်စစ်တီတွေကိုမလို့သာပေးပြီးတော့မှကျမတို့ရဲ့နိုင်ငံကြီးကိုဘာဖြစ်ပါ냐ပဲသူ့ကိုရင်ပြောခဲ့တာသူ့ကိုကျွန်တော်မော်ရွာကနေတရားစွဲမယ် မုံရောင်ရောင်းလားဟုတ်ပြီလားဟာအလဲတောင်တကုံတော့ကတော့ရတယ်လေရန်ကုန်မှာလေဘာဆန်းတော့တောင်တကုံမှာဟိုတယ်ပိုင်ရှင်တယောက်တော့မှလုံကြုံရေးအပြစ်တောင်ဝင်မယ်လို့ပြောတာပြီးသားနော်ပြောတာပြီးသားဇော်ဝင်းကိုချစ်တဲ့လူတွေကမဲ့မှာပဲဖတ်ကြည့်လိုက်တနိုင်ငံလုံးဖုံးဆက်တဲ့လူရောမပါသေးဘူးနော်အတက်ကဝင်ရမှာဥပဒေကိုဝင်ရမှာမဟုတ်ဘူးဥပဒေကိုဘယ်သူမှမဝင်ရဘူးဥပဒေကဥပဒေတိုင်းသွားမှာကျွန်တော်ရဲ့အတက်လုံကြုံရေးကိုဝင်ရမယ်အမျိုးသားကြီးတမားကြီးရဟန်းတန်ခါလူညာကြီးဟုတ်လား 一百也是两百，喏、嗯，中央还老多文件嘛，中央还老多文件，那个也打理呀，办 <noise> 嘞，清底里查去吧，好 <noise> 了，还哪位？喏 <noise>，六级调的，哎 <noise>，六级也不六不六每年不六批多少来着了？每年底查新三趟，好比啦，我啊，坡上的松的坡面高呢，好了，然后每话六级调的，你收就百米收就盖好了，六级调的你那边要五个，慢点。 慢慢老钱你也让水多下嘞，俺老钱就无包了。别乌雷啊哩，你也让水多下呀的，俺老钱就无包了。哦，苏波你拍个么无？阿妈你啊，免撸那个，免撸爱讲开脑来撸的啊，免撸电话来补息。阿公知不道？那个阿姨你爹二妈的啊，亲弟弟找你玩了哦。阿我拿多嘞，没 A 杆的阿哩不等，没收阿么钞嘞。阿公，没买的嘛阿没有，阿木本阿哩在嘞上嘞，超在就加几两年咯。其他不管，好啦。 ်မင်းလည်းပါလာမယ်အဲ့နဂါးကြီးဆိုတဲ့ကောင်ဒူဝင်ဆိုတဲ့ကောင်ပါလာမယ်မင်းတို့ပါလာမယ်မင်းမိမပြင်ဦးလွန်ရလေမပြောင်းခင်မှာကေဘီဇက်ပန်းမှာပတ်စံဘလောက်ထုတ်သွားရရဆိုတာလေသာငါမှာဓာတ်ပုံမှတန်းနေရှိပြီသားအဲ့ဒီစုပ်စံနေမင်းတို့ဘယ်ရရတာလဲအကုန်ဖောမှာနော်အကုန်ဖောမှာရှင်းလားဇော်ပွင့်နော်သူများမဟုတ်ဘူးရှင်းလားအဲ့တော့ဓာတ်ပုံတွေပါပါတယ်နော်မင်းမင်းမဓာတ်ပုံတွေပါပါတယ်ဟာမင်းတို့မင်းနဲ့ပဲပြောပါရှင်းတယ်နော် 老总兄弟，明后天尼姑的慰问多嘞，讲哩，喏。嗯，海哥的布料还比较厚嘛。对啊，我问说哪能？谁啊？难道这么多慰问都？喏、嗯嗯。啊，明后八公里啊，八公里出来，八万不交你，买八万不需，买吧，买两百七。喏。还有那个阿姨，明年你买点啊，加一吧，亲弟弟吧，亲弟弟吧，你买呀。 ်အော်အမိပါတယ်တွေ့လားချင်းလေးရေဘက်မှာထိုးလာတာချင်းသေးဆိုတာငါနော်ချင်းသေးဆိုတာငါငါဒီဟောင်းဆောင်2005ခုနှစ်တည်းကထိုးလာခဲ့တာဘာလို့လဲဒီလားဖယားချင်းမှာစောင်းတဲ့ချင်းသေးမလို့ကြည့်ချင်းထပ်ပြလိုက်မှာပေါ့တယ်နော်တက်မလာနဲ့နော်ဘယ်လိုပါလဲဆိုတာပြီးသွားအောင် နော်ချုပ်စကားတွေကအရင်ဖောင်းသွားမှာတော့လို့မပြောချင်ဘူးနော်ကျွန်တော်ကလည်းတော့လို့ဟိုတချို့ကလည်းကျွန်တော်မဖမ်းသေးဘူးလားလို့သိရမလားအာမဖမ်းဘလို့ဖမ်းပါတော့ဖမ်းလို့ရတဲ့အမှုမဟုတ်ဘူးနော်အမှုဖွင့်နေခေါ်ယူရမယ်စစ်ဆေးရမယ်အဲ့ဒါလည်းအပေါ်ကနေဆန်ချာကြတာမှသူကလုပ်လို့ရတာစက်တွေဝင်ကြီးဌာနကနေဟာဒီလောက်ကတော့ဗျာဒီလောက်နဲ့ဇော်ဘုံရင်ကိုသွားပြီးတော့ဟိုတရားဆွဲတယ်ဖမ်းတယ်တရားဆွဲမယ်ဆိုရင်မဖြစ်နိုင်ဘူးဒါနော်60တောက်ကကြီးဆိုတဲ့သဘောတရားပေါ့ဗျာဒါက တိုင်းပြည်မှာနိုင်ငံတော်တက်တော်ကောင်းဦးကြီးချုပ်ဦးမင်းအောင်နိုင်ဦးတော်မှာဆဲတဲ့လူတွေအများကြီးပဲဗျာအဲ့ဒါဆက်သွေးပုံမှာပဲလေဗျာဆဲနေရပဲလေဖုန်းနဲ့ဆဲတာပဲသူတို့လေဖုန်းနဲ့ရတယ်ဆဲနေရမတွေ့ဘူးလားဟုတ်တယ်မလားပီရီယံတော်မှာအရင်ဝင်လာရင်ဖြောက်ပြီးတော့အမကယောက်ကြီးကဩတော်တော်နေပလေးတွေမသိလို့စီရီယံဆရာမတွေဩသူတို့မသိလို့စီရီယံလို့လက်သုံးချောင်းတောင်းလာလို့ဘာလို့ညာလို့နေပလေးတွေကလေးတွေမသိလို့လောက်တာပါဒါလားအဲ့ဒါဘူးတီလီနဲ့ထိုးတယ်မှုလေတိုင်းပြီတော့ဘာမှသိဟုတ်လား အဲ့လိုလူတွေတော့လှုပ်ပေးနေကြအောင်ကျွန်တော်ဒီအာကြီးတော့တာကိုကျွန်တော်ကိုဖမ်းမယ်ဆိုတော့ကျွန်တော်တိုင်းပြည်တော်ကောင်းအောင်ကောင်းကျိုးလုပ်ခဲ့တဲ့အရာတွေကဘာဖြစ်သွားမှာလဲကျွန်တော်တမလို့သားတွေအတွက်တရင်လက်ဦးမှုရရှိမဲ့အရာတွေကျွန်တော်သားတွေအတွက်ကျွန်တော်ပေးဆက်ခဲ့တဲ့လုပ်ခဲ့တဲ့အရာတွေအားလုံးကဟာဆုတောင်းလို့အဲ့အရာကိုကျွန်တော်ဟိုမှာ Facebook မှာလေကျွန်တော် Facebook သုံးလို့မရဘူးကျွန်တော် Facebook ကရေတော့ကျွန်တော်က9:45မှာ live လွှင့်နေကျွန်တော် Facebook live လွှင့်တာပါနော်အဲ9:30လောက်မှာကျွန်တော်ပြီးတာကျွန်တော်နာမည်ကြီးပဲကျွန်တော်မင်းသားပဲကျွန်တော်ဘာလို့လို့အောင်မြင်တဲ့ကောင် ကိုတို့စောတို့ကိုစောပါတို့တို့မှဆုံးသွားတဲ့ကော်ပိုရာနတ်မောက်တို့အခုခေါင်းပြက်ခံရတဲ့မင်းမင်းတို့အခုကောင်နန်းပေးရောက်နေတဲ့အောင်မင်းတို့နော်အောင်မင်းတရင်သမားလားတင်းသမားလားမသိပါဘူးစောက်တနာလူတက်ပေါ့ဟုတ်အတော်လုံးကျွန်တော်အမှန်ရှင်နေကျွန်တော်လိုက်အောင်ကျွန်တော်လိုက်အောင်မမရရင်ကျွန်တော်ပြဿနာစားရင်လည်းများရှိတယ်ကျွန်တော်ဘာလို့လဲအောင်မင်းကဘာလို့လဲတကယ်ချစ်လို့တမလို့တကယ်ချစ်လို့အမှန်တရားရဲဝုံဝင်ပြောရဲလို့ကျွန်တော်ကအောင်မင်းနဲ့ကောနော်အဲ့လိုလူမျိုးခင်ဗျားလေဘာမှမဆိုင်နဲ့ဘူးဒီလီနဲ့ဒိုးတယ်မှုဘူးဒီအမွေးရိတ်တယ်မှုလာဖမ်းမယ်ဆိုတော့ဟာအော်အေး ဟုတ်တယ်ဟာကျွန်တော်တိုင်းကျွန်တော်နိုင်ငံလူပြောရအဲ့လိုနော်မနာလိုကြဘူးကိုကိုတိုင်းလည်းမစွန့်စားကြဘူးမကြိုးစားကြဘူးနော်ကျွန်တော်ဒီဒီဘက်စပီကာဘက်မှာဆိုရင်တော့တောက်ကိုတော်လို့ဇော်ဘုံရင်တို့ဟွာတို့ပေါ့ပူတူမာတို့အဲ့သမင်ရှင်နဲ့တယောက်တို့ကျွန်တော်မသိနော်တော့ဟိုကလေးချွေစည်းရမောင်လားအကိုလားမဟာပညာကျော်တို့ရှိတော့ရှိပါလေကျွန်တော်လည်းအဲ့လိုနာမည်ကြတော့ဟိုလိုမသိဘူးလားရဲ့မလားတရင်မီဒီယာမှာဆိုကျော်မျိုးမျိုးကျော်စုအဲစနိုက်ပါစုတို့အနကုဏတော်လေးတို့ပေါ့နော်ဒါပါပဲအားမရှိပါဘူးနော်ကျွန်တော်လည်းဒါခီးတော့နေလို့ကျွန်တော်စွမ်းနာပြောတယ်မြင်းကြံကိုဖြည့်စည်းမှာဆိုလို့ ။မြင်းညာမျိုးပြတ်သွားရင်တက်မတော်နဲ့မဆိုင်ဘူးနော်။အကြံပတ်လို့တက်မှတ်ထားတဲ့ PDF မြန်မာပြည်အလေပိုင်းဖြစ်တဲ့အညာဒေတာဖြစ်တဲ့အတွက်မြင်းညာမျိုးပြတ်သွားခဲ့ရင်ငတော်ကြီးမျိုးပြတ်သွားရင်တောင်သားမျိုးပြတ်သွားရင်ခင်ဗျားတို့အဲဆောက်တော်သားအညာသား PDF တွေကြောင့်စစ်တပ်ကိုဘာမှလာမပြောနဲ့စစ်တပ်နဲ့မဆိုင်ဘူး။စစ်တပ်ကခင်ဗျားတို့ပြည်သူလူထုကိုကာဝယ်ပေးနေတာ။ဟုတ်ပြီလား။နော်အဲ့တော့မြန်မာပြည်အများအဆုံးကြီးကြပါစေ။ခြေတန်းရောက်နေတဲ့တက်မလို့သားတွေဒီရက်နေကင်းချင်းပြီးနောက်တန်းမိသားစုတွေနဲ့အများအဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေ။ဆုံကြီးနိုင်ပါစေလို့မေတ္တာဝေဆုတောင်းပေးတယ်။အေးတောင်းခံရမှာတယောက်တည်းပဲ။အဲ့